စင်ကာပူစင်ကာပူဟာ2022ခုနှစ်မှာ GDP ပါကပ်ပြီးတော့အရအမေရိကန်ဒေါ်လာ3,800လိရှိခဲ့ပြီးအမေရိကန်တရုတ် UK စတဲ့နိုင်ငံကြီးတွေကိုကျော်တက်ကကမ္ဘာဒုတိယချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်60လောက်တုန်းကဆိုရင်စင်ကာပူမှာဆင်းရဲဒါရက်ွက်တွေနဲ့ပြည်နေခဲ့ပြီးတပိတ်မောက်ဆန္ဒပြမှုတွေလူမျိုးရေးပြေပခါတွေမကြာခဏဖြစ်ပွားနေတဲ့အချိန်ပဲဖြစ်ပါတယ်။ စင်ကာပူနိုင်ငံဖခင်ဖြစ်တဲ့လီကွမ်ယူဟာတမူထူးခြားတဲ့နီလန်းများနဲ့စင်ကာပူကိုကမ္ဘာအချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်အောင်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ကျွန်တော်အနေနဲ့ကျွန်တော်စိတ်ဝင်စားတဲ့စီးပွားရေးနယ်ပယ်ဘက်ကိုဦးစားပေးဆွေးနွေးပါမယ်။တခြားလူအပ်တာတွေရှိခင်လည်း comment section မှာဆက်နွှဲဆွေးနွေးလို့ရပါတယ်။ မလေးရှင်းဟောင်းမတန်အရာစတရာစုဝန်းကျင်လောက်မှာမင်းသားတပါမလကရေလက်ကြားတို့ဖြတ်တန်းသွားလာနေတဲ့အချိန်မှာတောင်ဖက်စွန်ဆုံးမှာရှိတဲ့ကျွန်းငယ်လေးပေါ်တို့ရောက်ရှိလာခဲ့ပြီးအဲ့ဒီကျွန်းပေါ်မှာသူတစ်ခါမှမတွေ့ဘူးတဲ့ထူးဆန်းတဲ့ရိစ္ဆာပေါက်ကိုမြင်တွေ့ခဲ့ရပါတယ်။မင်းသားကသူ့ပေါင်းပါများကိုမေးကြည့်တော့အဲ့ဒီထူးဆန်းတဲ့ရိစ္ဆာကအချင်းတေးဟုဖြေကြားခဲ့ကြပါတယ်။ အဲ့တော့မင်းသားကအဲ့ဒီကျွန်းငယ်လေးကိုချင်းတင်းမြို့စင်ကာပူရာဟုဆိုပြီးစံကဲအိန္ဒိယပါဠိစကားဖြင့်အမည်ပေးခဲ့ပါတယ်။စင်ကာပူဆိုတဲ့နာမည်ကလည်းအဲ့ဒီစင်ကာပူရာကနေဆင်းသက်လာခဲ့တာပါ။စင်ကာပူဟာမြေဧရိယာအရစတုရန်ကီလိုမီတာ928တာရှိပြီးရန်ကုန်နဲ့နှိုင်းယှဉ်လိုက်ရင်တောင်ရန်ကုန်ထက်ဆယ်ဆမကတင်းနေပါပဲ။လမ်းရှင်းတဲ့အနေအထားမှာဒီဘက်ထိပ်ကနေဟိုဘက်ထိပ်ထိကောင်းမွန်သွားမယ်ဆိုရင်မိနစ်40ခန့်သာကြာမြင့်နေ ါတယ်။စင်ကာပူဟာမြေဧရိယာတိတ်ငယ်ပေမဲ့ပထဝီတီနီယာနေထားရလွန်ရေးပါပြန်ပါတယ်။မာလကာရေလက်ကြားရဲ့တောင်ဘက်အကျဆုံးနေရာမှာတည်ရှိပြီးအိန္ဒိယ၊တရုတ်နဲ့အနောက်နိုင်ငံများကိုဆက်သွယ်ပေးထားတဲ့အဓိကကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ရှေးတမိုင်းတလျှောက်မှာစင်ကာပူကိုပင်လယ်ရေကြောင်းနဲ့အင်အားကြီးခဲ့တဲ့နိုင်ငံများဖြစ်ကြတဲ့ပေါ်တူဂီနဲ့နယ်သာလန်တို့အုပ်ချုပ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့1819ခုနှစ်ရောက်လာချိန်မှာတော့စင်ကာပူကို British East India Company ကိုစားပြု Sir Stamford Raffle ရောက်ရှိလာခဲ့ပြီး British Colony စနစ်အောက်ကျရောက်ခဲ့ပါတယ်။ စင်ကာပူကျွန်းငယ်လေးမှာအမျက်ထုတ်စရာတဘာဝတရားစာတာနေပါတဲ့အတွက်ကြောင့်စင်ကာပူကိုအခွန်လွန်စိတ်ကမ်းအဖြစ်ဗီဒီရှားမှာတက်မှတ်ခဲ့ပြီး1900ဝန်းကျင်လောက်မှာစင်ကာပူဟာလူဦးရေနဲ့နှိမ့်ခန့်ရှိတဲ့ကမ္ဘာအစီအစားဆုံးစိတ်ကမ်းမြို့ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့1942ခုနှစ်ဒုတိယကမ္ဘာစစ် Pacific စစ်ပွဲအတွင်းမှာစင်ကာပူကိုဂျပန်ကတိမ်းပိုက်ခဲ့ပြီး၃နှစ်ကျော်ကြာအုပ်ချုပ်ခဲ့ပါတယ်။ ဒုတိယကွာဆက်အပြီးဗီတရှာလက်အောက်ပြင်ရောက်လာချိန်မှာတော့စင်ကာပူဟာစစ်တမ်းကြောင်းအကုန်ပျက်စီးသွားခဲ့ပါတယ်။အဲ့လိုပျက်စီးနေတဲ့စင်ကာပူကိုကယ်တင်ပေးခဲ့သူကတော့စင်ကာပူရဲ့နိုင်ငံဖခင်ဖြစ်တဲ့လီကွန်ယူပဲဖြစ်ပါတယ်။ လီကွမ်ယူဟာ1923ခုနှစ်မှာတော်တင်ချမ်းလာတဲ့မိသားစုမှမွေးဖွားလာခဲ့ပြီးငယ်စဉ်ကတည်းကပညာရေးကိုကောင်းစွာတင်ကြားခဲ့ရပါတယ်။သူဟာ London School of Economics မှာတက္ကသိုလ်ကျောင်းတက်ခဲ့ပြီးဥပဒေလေ့လာရန် Cambridge University တို့ဆက်လက်တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။1950ခုနှစ်မှာအသက်28နှစ်ရှိပြီဖြစ်တဲ့လီကွမ်ယူဟာရှေ့နေတယောက်ဖြစ်စင်ကာပူတို့ပြန်လာခဲ့ပါတယ်။1954မှာအင်္ဂလန်မှပြန်လာတဲ့ပညာတတ်တဆုနဲ့ People's Action Party PAP ကိုဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။လီကွမ်ယူဟာအင်္ဂလိပ်စကားတရုတ်စကားနဲ့မလေးစကားတို့ကိုကျွမ်းကျင်စွာပြောတတ်တဲ့တယောက်လည်းဖြစ်တဲ့အပြင်မင့်ခွန်းပြောရမှာလည်းအထူးကောင်းမှုပါပဲ။1959ခုနှစ်မှာကျင်းပခဲ့တဲ့ပထမဆုံးအကြိမ်ကိုပိုင်အုပ်ချုပ်ခွင့်ရွေးကောက်ပွဲမှာလီကွမ်ယူနဲ့တူပါတီအနိုင်ရရှိခဲ့ပြီးလီကွမ်ယူဟာလည်းလွတ်လပ်တော်စင်ကူရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။လီကွမ်ယူတည်ထောင်ခဲ့တဲ့ PAP ပါတီဟာလည်းယနေ့ချိန်ထိစင်ကာပူကိုဦးဆောင်အုပ်ချုပ်နေတဲ့ပါတီတစ်ခု 부피 4개 말에 အစပိုင်းတုန်းကစင်ကူဟာတဘာဝတရားစာနာရှားပါပြီးနိုင်ငံတင်းငယ်လွန်းတဲ့အတွက်ကြောင့်1963ခုနှစ်မှာစင်ကာပူရဲ့မြောက်ဘက်မှာကပ်လျက်ရှိနေတဲ့မလေးရှားနဲ့ပူးပေါင်းပြီး Federation of Malaysia ကိုဖွဲ့စည်းခဲ့ကြပါတယ်။ထို့ပေမဲ့စင်ကာပူက၎င်းရဲ့ဝင်ငွေ၄၀ခန့်လုံးကိုမလေးရှားဘုံအစိုးရထံအပ်ရမည်ဖြစ်ပြီးမလေးရှားကမလေးလူမျိုးဦးစားပေးစနစ်ကိုကျင့်သုံးခြင်းတို့ကြောင့်စင်ကာပူနဲ့မလေးရှားအစိုးရကြားမှာတဘောတာကွဲလွဲမှုများစွာဖြစ်ပေါ်လာစေခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းကစင်ကာပူလူဦးရေ1500ခန့်နှုန်းလောက်တာမလေးလူမျိုးများဖြစ်ကြပြီးလေးပုံသုံးပုံကျော်မှာတရုတ်လူမျိုးများဖြစ်ကြပါတယ်1964ခုနှစ်မှာစင်ကာပူရှိတရုတ်နယ်မလေးလူမျိုးတို့ကြားဘရီပခဖြစ်ပွားခဲ့ပြီးတင်ဆုံးသူတန်ရာရသူများပြားတဲ့အပြင်လူပေါင်း9000ကျော်ဖမ်းဆီးထားခဲ့ရပါတယ်ထို့ကြောင့်မလေးရှားဝန်ကြီးချုပ်ဖြစ်တဲ့ထန်ကူအဗ်ဒူရာမန်နဲ့မလေးရှားအစိုးရကစင်ကာပူပြည်နာများကြောင့်မလေးရှားနိုင်ငံရေးပတ်ဝန်းကျင်ကိုထိခိုက်မှုစိုးရိမ်ပြီး 1965ခုနှစ်မှာစင်ကာပူကိုမလေးဖက်ဒရယ်ပြည်ထောင်စုမှထုတ်ပယ်ခဲ့ပါတယ်။မလေးဖက်ဒရယ်ပြည်ထောင်စုနဲ့ပေါင်းစည်းမှုနှစ်နှစ်တောင်မပြည့်ခင်ဒီလိုထုတ်ပယ်ခံရခြင်းဟာလီကွမ်ယူအတွက်အကြီးကျယ်ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာလီကွမ်ယူကကင်မရာရှေ့မှာတင်မျက်ရည်မထိန်နိုင်ပဲဤကဲ့သို့ပြောကြားခဲ့ပါတယ်။ You see the whole of my adult life I had believed in Malaysian merger and the unity of these two territories. တကယ်တော့အခုထိကျွန်တော်တို့ပြောခဲ့တဲ့များအလုံးဟာလီကွန်ယူနဲ့စင်ကာပူဘလို့ပြဿနာပေါင်းစုံကြုံတွေ့နေရတလဲဆိုတဲ့နောက်ခံ background မိတ်ဆက်ပေးတာပဲရှိပါသေးတယ်။စင်ကာပူကိုလီကွန်ယူဘလို့ပြောင်းလဲပေးခဲ့လဲဆိုတာကြည့်ကြရအောင်။1965ခုနှစ်အောက်တိုဘာ9ရက်နေ့မှာစင်ကာပူကလွတ်လပ်ရေးကြေညာခဲ့ပြီးလီကွန်ယူဟာလည်းသူ့ရဲ့လက်တွေ့ကြောင့်မူဝါဒများနဲ့စင်ကာပူကိုလင်းမြန်စွာဖွံ့ဖြိုးတိုးတက်လာအောင်ဘလို့ဖြည့်ရှင်းခဲ့ကြလဲဆိုတော့ပထမဆုံးအနေနဲ့လူမျိုးရေးပခနဲ့နိုင်ငံရေးမငြိမ်မသက်မှုများကို ရင်ဆုံးတည်နေအောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒုတိယအနေနဲ့နိုင်ငံရဲ့အခြေခံအုံမြင့်များဖြစ်ကြတဲ့အခြေခံအဆောက်အဦများဆောက်လုပ်ဖြစ်စီခဲ့ပါတယ်။နောက်တစ်ချက်ကတော့စင်ကာပူကိုနိုင်ငံတကာနဲ့ရှင်းပြန်ရပ်တည်နိုင်စေရန်အတွက်ပညာရေးနဲ့နည်းပညာတို့ကိုညှင့်တင်ပေးခဲ့ပါတယ်။တကယ်တော့အထက်ပါဖြည့်ရှင်းခဲ့တဲ့ပြည်နာများဟာတစ်ချိန်တည်းအတူအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးရှင်းပြရပိုလွယ်ကူအောင်ကျွန်တော်ကကျွန်တော်အပိုင်းလိုက်ခွဲခြားထားခြင်းတာဖြစ်ပါတယ်။ လွတ်လပ်ခါစားဖြစ်တဲ့စင်ကာပူဟာမလေးပြည်တော်စုမှထုတ်ပယ်ခံရခြင်းတွင်၎င်းရဲ့လုံခြုံရေးအတွက်စိုးရိမ်ရတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။ဒီတော့လီကွမ်ယူကစင်ကာပူတွင်တပ်စခန်းချထားသောဗြိတိရှရေတပ်အင်အား9000ကိုစင်ကာပူမှတပ်စခန်းမစုပ်ခွာရန်တွားရောက်ကူညီတောင်းခဲ့ရပါတယ်။ထို့ကြောင့်1981ခုနှစ်နောက်ပိုင်းမှာဒါဗြိတိရှရေတပ်အင်အားစင်ကာပူမှစတင်ဆုတ်ခွာခဲ့တဲ့အပြင်ဗြိတိရှထံမှချင်းငွေပေါင်းတန်90လေးရရှိခဲ့ပြီးစင်ကာပူလုံခြုံရေးအတွက်ကိုပိုင်စစ်တပ်တည်ဆောက်ရန်ထောက်ကူ ြုစေနိုင်ခဲ့ပါတယ်။ထို့အပြင်စင်ကာပူရဲ့ရုံးတုံးဘာသာစကားကိုအင်္ဂလိပ်စကားအဖြစ်ပြောင်းလဲတက်မှတ်ခဲ့ပြီးကျောင်းအများစုကိုလည်းအင်္ဂလိပ်ဘာသာဖြင့်စတင်တင်ကြားစေခဲ့ပါတယ်။ထို့တို့ချက်ချင်းဘာသာစကားပြောင်းလဲတက်မှတ်လိုက်ခြင်းကလည်းတမူထူးခြားတဲ့အင်္ဂလိပ်ဘာသာစကားတစ်ခုဖြစ်တဲ့ Singlish ေါ်ပေါက်လာစေခဲ့ပါတယ်။ Singlish ဟာစင်ကာပူရှိတရုတ်မလေးစားတဲ့အသုံးနှုန်းနဲ့ယဉ်ကျေးမှုများကိုအင်္ဂလိပ်စကားနဲ့ထည့်သွင်းပေါင်းစပ်ပြောဆိုမှုကနေဖြစ်ပေါ်လာတဲ့ဘာသာစကားစနစ်တစ်ခုဖြစ်ပါတယ်။အဝေးကနေလက်တစ်ပြတ်နားထောင်ကြည့်လိုက်မယ်ဆိုရင်အင်္ဂလိပ်စကားပြောနေရလို့တောင်ထင်မှာမဟုတ်ပါဘူး။တရုတ်စကားတက်တဲ့လူဆိုရင်တော့ Singlish ကအထူးရင်းနှီးလို့ခံစားရတတ်ပါတယ်။အကြောင်းမှာ Singlish စကားတွေရဲ့အဆုံးမှာ လာလောလေကဲ့သို့သောစကားလုံးများကိုထပ်တွင်ပြောဆိုလေ့ရှိတော်ကြောင်းဖြစ်ပါသည်။ဒါ့အပြင်စင်္ဂလိပ်တဘောတဘာဝအရအတုံးလုံးများကလည်းပြတ်သားပါသည်။တာမန်ယဉ်ကျေးတဲ့အင်္ဂလိပ်အတုံးလုံးများကိုအတုံးမပြူပဲအလွယ်တကူခွေ့ go can ဆိုပြီးတိုက်ရိုက်ပြောဆိုတတ်ကြပါသည်။ ထိုရှင်းလင်းပြတ်တမ်းမှုကြောင့်အမေရိကန်တယောက်အနေနဲ့ Singlish ကိုနားလည်ရခက်ခဲနိုင်ပေမဲ့ကျွန်တော်တို့အာရှသားတွေအတွက်တော့ Singlish ကိုနားလည်ရတာပိုလွယ်ကူနိုင်ပါတယ်။လူမျိုးရေးပြည်ပခါများလင်းမြန်စွာတည်ငြိမ်စေရန်အတွက်ဘာသာစကားတစ်ခုတည်းတည်းမဟုတ်ပါဘူး။စာတင်เจ้าမှာဖြစ်ဖြစ်အလုပ်ကုမ္ပဏီမှာဖြစ်ဖြစ်အစိုးရအဖွဲ့အစည်းမှာဖြစ်ဖြစ်လူမျိုးပေါင်းစုံအချို့ကြတူနေထိုင်လောက်ကင်ရမယ်လို့လဲစီမင်းစည်းကမ်းများတတ်မှတ်ထားခဲ့ပါတယ်။ထို့ကဲ့သို့တတ်မှတ်လိုက်ခြင်းကြောင့်လူမျိုးစုပေါင်းစုံအင်အားတစ်ခုတည်းမှာတူနေထိုင်ကြတယ် ကုမ္ပဏီတစ်ခုထဲမှာလည်းအလုပ်လုပ်ကြတယ်။ကလေးတွေကလည်းအကြောင်းတစ်ခုထဲမှာပညာတင်ကြတဲ့အပြင်လူတိုင်းကလည်းဘာသာစကားတစ်ခုထဲပြောဆိုဆက်ဆံကြပါလေ။အချိန်ကြာလာတာနဲ့အမျှပြန်လည်ခင်မင်းရင်းနှီးလာကြပြီးလူမျိုးရေးပြိပခများလည်းပျောက်ွယ်လာစေခဲ့ပါရဲ့။စင်ကာပူရှိလူဦးရေချုံးနှုန်းကိုကြည့်လိုက်မယ်ဆိုရင်တရုတ်လူမျိုး89ရာခိုင်နှုန်း မလေးလူမျိုး1500ခန့်တော့အိန္ဒိယလူမျိုး900ခန့်တော့နဲ့ကျန်100ခန့်တော့ကတော့အခြားလူမျိုးများဖြစ်ကြပြီးဒီချုံတော့ဟာလည်း1980ခုနှစ်မှယနေ့ချိန်ထိထိန်းထားနိုင်ခဲ့ပါတယ်။ဘယ်လူမျိုးနယ်စုကမှပုံများလာခြင်းမရှိခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်ပြီးခါစားချိန်တုန်းကစင်ကာပူရှိအင်ချေ80ရာခိုင်နှုန်းခန့်မှာရေစင်းမြောင်းပင်မရှိတဲ့အပြင်လူဦးရေတဝက်ခန့်မှာလည်းစင်ရတာယာယီတဲများဖြင့်နေထိုင်ရတဲ့အခြေအနေဖြစ်ပါတယ်။လီကွန်ယူကစင်ကာပူနိုင်ငံသားတိုင်းနေရာထိုင်ကင်းရှိစေရန်အတွက်ရည်ရွယ်၍အင်အားများကိုအစိုးရမှတာဝန်ယူဆောက်လုပ်ပေးပြီးအထူးတက်တာသောဈေးနှုန်းဖြင့်နိုင်ငံသားများကိုပြန်လည်ထောက်ပံ့ပေးပြီး HDB scheme အင်အားစနစ်ကိုချမှတ်လုပ်ဆောင်ခဲ့ပါတယ်။လက်ရှိစင်ကာပူ၏လူဦးရေ80ရာခိုင်နှုန်းဟာအစိုးရ ဆောက်လုပ်ပေးထားတဲ့အင်ညာစနစ်ထဲမှာနေထိုင်ကြပါပြီ။ HDB အင်ညာများကိုစင်ကာပူအစိုးရမှအစဉ်တစ်ဆက်ဆောက်လုပ်ခဲ့ပြီးယနေ့အချိန်ထိ HDB အင်ညာပေါင်း၁၀သိန်းကျော်ကိုတည်ဆောက်ပြီးဖြစ်ပါတယ်။ဒီပုံထဲကအမှတ်အသားများဟာစင်ကာပူကျွန်းပေါ်မှာပြန့်နှံ့နေတဲ့စောက်ဦးများဖြစ်ကြပါတယ်။ဒီအင်ညာများဟာထူးခြားစမ်းပြားတဲ့ဒီဇိုင်းမရှိပေမဲ့ခင်မေပြီးအလွန်တန့်ရှင်းတဲ့အပြင် အင်အားတွင်းမှလည်းအနားယူခံအားကစားခံခဲ့တို့တော့ပန်းဖြေနေရများလည်းထည့်သွင်းပေးပြီးစင်ကာပူရဲ့မြို့ပြရှုခင်းကိုလည်းဖြစ်လာခဲ့ပါတယ်။စင်ကာပူနိုင်ငံသားတယောက်အနေနဲ့ HDB အင်အားများကိုကာလာပေါက်ဈေးရဲ့30ရာခိုင်နှုန်းမှ50ခိုင်နှုန်းလျှော့ဈေးဖြင့်ဝယ်ယူနိုင်ပါတယ်။ဝယ်ယူရဲဆိုတာကလည်းထိုအင်အားများကိုလုံးဝပိုင်ဆိုင်သွားတာမျိုးမဟုတ်ပဲ 99နှစ်နေထိုင်ခွင့်ကိုဝယ်ယူခြင်းဖြစ်ပါတယ်။အဲဒီစင်ကာပူအစိုးရမှစောက်လုပ်ထောက်ပံ့ပေးထားတဲ့ HDB အင်အားများကိုဝယ်ယူနိုင်ရန်အတွက်လည်းကန့်တတ်ချက်များစွာရှိပါတယ်။ဥပမာဝယ်ယူသူဟာစင်ကာပူနိုင်ငံသားဖြစ်ရမယ်၊ပထမဆုံးအကြိမ်အင်ဝယ်တာဖြစ်ရမယ်၊ပြီးတော့အဲဒီအိမ်ထဲမှာအနည်းဆုံး9နှစ်နေထိုင်ပြီးခါမှပြန်ရောင်းပိုင်ခွင့်ရှိတယ်။ဒါအပြင်ဘဒုကထောက်ပံ့စရိတ်ရှောက်လို့ရတယ်။ ဘသူတွေကအင်ဟောင်းပြောင်းဝင်လို့ရတဲ့စတဲ့ကန့်တက်ချက်များစွာလည်းရှိပါသေးတယ်။ထို့ထို့ကန့်တက်ရတဲ့ရည်ရွယ်ချက်မှာလည်း HDB အင်အားများဟာစင်ကာပူနိုင်ငံသားတိုင်းအင်ပိုင်ဆိုင်နိုင်ရန်အတွက်ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်ပြီး အင်းချမ်းမြေဈေးွက်ကစားခြင်းဇင်းတော်မြင့်နေခြင်းတို့ကိုကောက်ွယ်နိုင်ရန်အတွက်ဖြစ်ပါတယ်။ဒါပေမဲ့စင်ကူနိုင်ငံသားများအနေနဲ့ဝေပူနေလို့အင်းချမ်းမြေဝယ်ယူရင်းနှီးမြှုပ်နှံခြင်းနဲ့ဆိုရင်တော့တခြားပုဂ္ဂလိကလုံချင်းတိုင်များအဆင့်မြင့်ဗီလာများစွာလည်းရှိပါတယ်။အပြိုင်ဆိုင်ဈေးွက်ဖြစ်တဲ့အတွက်ကြောင့်၎င်းတို့၏ဈေးနှုန်းများမှာလည်း HDB အင်အားများတဲ့အစပေါင်းများစွာမြင့်မားတဲ့အပြင်ဒေါ်လာ300ချီတိပင်ပေါက်ဈေးရှိနေပါတယ်။ EDB အင်အားစီမံကိန်းအကောင့်ထည့်ဖွင့်ရန်အတွက်လည်းစင်ကာပူအစိုးရမှနိုင်ငံခြားရင်းနှီး းမြှုပ်နှံမှုဆန်းဆောင်ရန်အတွက်အလွန်ရေးပါတော့အင်ဂျင်မြေဈေးကွက်ကိုလက်လွတ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။စီပွားရေးတီအိုရီအရဆိုးရဟာဝင်းဝင်းနေပါတဲ့လူတစုအတွက်တန်ဖိုးနဲ့အင်အားများဆောက်လုပ်ပေးလေးရှိကြတော့လဲစင်ကာပူမှာတော့နိုင်ငံတော်အားလုံးအိမ်ပိုင်ဆိုင်နိုင်ရန်အတွက်ဆောက်လုပ်ထောက်ပံ့ပေးထားခဲ့ပါတယ်။ဒါ့အပြင် EDB အင်အားဝယ်ယူတဲ့အကျွေးပြန်ဆက်ရန်အတွက်ကိုလည်းလူတိုင်းရဲ့ဝင်ဝေလဆာ၂၀ရာခိုင်နှုန်းကို Provident Fund တို့လှဆင်လွှဲပြောင်းထည့်သွင်းရပြီး၎င်းတို့ရဲ့ကုမ္ပဏီကလည်းထောက်ပံ့ခြင်းအနေဖြင့် လာဆာရဲ့စက်ဖွံ့ရခိုင်နှုန်းကိုထည့်သွင်းပေးရပါတယ်။ထို့ကြောင့်စင်ကာပူနိုင်ငံသားများရဲ့အိမ်ပိုင်ဆိုင်နှုန်းမှာ89ရာခိုင်နှုန်းထိမြင့်မားပါတယ်။တနည်းအားဖြင့်ပြောရရင်စင်ကာပူရှိလူဦးရေ100ယောက်မှာ9ယောက်ကကိုယ်ပိုင်အိမ်ပိုင်ဆိုင်ထားကြပါတယ်။ထို့ပြင်စင်ကာပူနိုင်ငံသားများရဲ့အကြွေးတင်နှုန်းမှာ90ရာခိုင်နှုန်းအောက်ထိသာရှိပြီးအမေရိကန်မှာ83ရာခိုင်နှုန်း UK မှာ80ရာခိုင်နှုန်းနဲ့ဟောင်ကောင်မှာ95ရာခိုင်နှုန်းအထိအတိအကျရှိကြပါတယ်။လီကွန်ယူချမှတ်ထားတဲ့စီစဉ်များထဲမှာစင်ကာပူနိုင်ငံတားနိုင်အတွက်နေရာထိုင်ခင်းများကိုကူညီထောက်ပံ့ပေးရန်တမကနှိမ့်စင်တွာလာလှုပ်ရှားရန်အတွက်လည်းစစ်မြင်ကားလမ်းများရထားလိုင်းစနစ်များနဲ့ဘတ်စကားစနစ်များလည်းစီစဉ်ဆောက်လုပ်ပြီးခဲ့ပါတယ်။စင်ကာပူဟာမြေဧရိယာတိတ်ငယ်ပေမဲ့နေထိုင်သူလူဦးရေအလွန်ထူးထပ်သောကြောင့်လူတိုင်းသာကောင်းမွန်သွားလာကြမယ်ဆိုရင် လမ်းမဆက်တွေရေကျက်တင်းနိုင်တဲ့အပြင်တဘာဝပတ်ဝန်းကျင်လည်းထိခိုက်စေနိုင်ပါ रे ထို့ကြောင့်ကိုပိုင်ရင်ပိုင်ဆိုင်မှုနှုန်းထိန်းချုပ်ရန်အတွက်မြင့်မားတဲ့အကောက်ခွန်တက်မှတ်ထားတဲ့အပြင် COE Certificate of Entitlement လို့ခေါ်တဲ့ရင်ပိုင်ဆိုင်ခွင့်လက်မှတ်ရှိမှသာ ကောင်းမွန်နိုင်ပြီဖြစ်ပါ रे ထို့ COE ထုတ်ပေးရန်အတွက်ကိုလည်းစိုးရမှာစုံမှုပြီးတွင်တွင်ရှိတဲ့ မော်တော်ယာဉ်အရေးအတွက်များကိုတိုင်းတာတွက်ချက်ပြီးထုတ်ပေးထားခြင်းဖြစ်ပါတယ်။ယနေ့ချိန်တွင်ထို COE လက်မှတ်အသုံးပြုခွင့်စနစ်ရရှိရန်အတွက်စင်ကာပူဒေါ်လာ3သိန်းဝန်းကျင်ထိကုန်ကျနိုင်ပါတယ်။ထို့ကြောင့်စင်ကာပူဟာကမ္ဘာပေါ်မှာတတိယလူဦးရေအထူးထပ်ဆုံးမြို့ကြီးတစ်ခုဖြစ်တော်ညာလေစိန်လန်းဆိုပြပြီးလာဘတော်မြို့ပြပုံရိပ်ကိုထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။စင်ကာပူမြို့ပြပုံရိပ်အကြောင်းကိုပြောရမယ်ဆိုရင်၎င်းတို့ရဲ့လမ်းမများနဲ့အများပိုင်းနေရာများမှာအမိုက်ဆဆစ်လိတ်တူများပင်မတွေ့ရတော့အောင်အလွန်တန့်ရှင်းတဲ့အကြောင်းကြောင်းပြကြမယ်ဖြစ်ပါတယ်။ထို့ကဲ လိုတန့်ရှင်းနေအောင်လဲအစိုးရမှ1968ခုနှစ်လောက်ကတည်းကပင် Keep Singapore Clean KSC campaign များကိုစတင်လှောက်ဆောင်ခဲ့ကြပါတယ်။ထို့အပြင်တစ်ပင်စိုက်ခြင်း၊ရေနံစင်ခြင်း၊အင်နာတန့်ရှင်းလုပ်ခြင်းစတဲ့ campaign များစွာကိုလည်းစီစဉ်လှောက်ဆောင်ခဲ့ကြပြီးမလိုက်နာပါကလည်းပြစ်ဒဏ်ပေးအရေးယူမှုများတတ်မှတ်ထားခဲ့ပါတယ်။စင်ကာပူရဲ့ဥပဒေတတ်မှတ်ချက်အရအများပိုင်းနေရာများမှာစီကံမဲ့အမိုက်ဆုံးပစ်ခြင်း၊တရွေထွေးခြင်း၊စလိတ်တောင်းခြင်းစတီတို့ကျူးလွန်ခဲ့ရင်ပထမအကြိမ်ဒဏ်ငွေဒေါ်လာ1000 ဒုတိယအကြိမ်တန်ဝင်ဒေါ်လာ2000နဲ့တတိယအကြိမ်ဆိုရင်တော့တန်ဝင်ဒေါ်လာ9000တို့တက်မှတ်ထားကြပါတယ်။ထို့အပြင်စင်ကာပူမှာ PK နဲ့ပတ်သက်တဲ့ဥပဒေတခုလည်းရှိပါသေးတယ်။အဲ့ဒီချွန်းကောင်ဥပဒေကို1992ခုနှစ်မှာစတင်ကျင့်သုံးခဲ့ပြီးစင်ကာပူတို့ PK တင်သွင်းခွင့်ရောင်းချခွင့်ထုတ်လုပ်ခွင့်တို့ကိုတားမြစ်ပိတ်ပင်ခဲ့ပါတယ်။စင်ကာပူကိုနိုင်ငံတကာနဲ့ရှင်ပြန်ရည်တည်နိုင်ရန်အတွက်လီကွမ်ယူကနိုင်ငံသားများ၏ပညာရေးအဆင့်တန်းကိုမြင့်တင်ပေးပြီး ပညာတတ်များမွေးထုတ်ပေးရန်လိုအပ်သည်ဟုယုံကြည်ထားသူတူဦးလည်းဖြစ်ပါသည်။ထို့ကြောင့်နှစ်စဉ်အစိုးရပကြံ့ငွေရဲ့20ရာခိုင်နှုန်းကိုပညာရေးတွင်အသုံးပြုရန်တတ်မှတ်ပေးထားခဲ့ပြီး1982ခုနှစ်မှစ၍၎င်းတို့ရဲ့ပညာတင်ကြားရေးစနစ်ကို streaming စနစ်အဖြစ်စတင်ကျင့်သုံးခဲ့ပါသည်။ streaming စနစ်ဆိုတာကကျောင်းသားများကိုမူလတန်းမှစပြီးနှစ်စဉ်ဉာဏ်ရည်စမ်းဆောင်ပွဲများဖြည့်ဆို့စေပြီး၎င်းတို့နဲ့ကိုက်ညီတဲ့အဆင့်၃ဆင့်ခွဲခြားကပညာတင်ယူရတဲ့စနစ်တစ်ခုဖြစ်ပါသည်။ထို့အဆင့်၃ဆင့်မှာနံပါတ်1 express နဲ့နံပါတ် တ်1 normal academic တန်းနဲ့နံပါတ်3 normal technical တန်းတို့ဖြစ်ကြပါတယ်။ကျောင်းသားများဟာစာတော်ရင်တော်လိုပို events ကြတော့တင်ရုံးဖြင့်တင်ကြရပြီးစာညံ့ရင်လည်းစာညံ့သည့်အလျောက်ပုံမူရိုးရှင်းတဲ့တင်ရုံးဖြင့်တင်ကြရတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဒါ့ပေမဲ့ streaming စနစ်မှာကျောင်းသားများအနေဖြင့်ငင်းစင်ကလေးကပြိုင်ဆိုင်မှုဖိအားများရင်ဆိုင်ရတော့ကြောင်းစိတ်ပိုင်းဆိုင်ရာပြဿနာများဖြစ်ပေါ်စေခဲ့ပါတယ်။ထို့ကြောင့်2020ခုနှစ်မှာ streaming စနစ်မှာ full subject based branding SPB စနစ်တို့ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ SPB စနစ်မှာအကြောင်းသားများဟာမိမိကျွမ်းကျင်ရာဘာသာရပ်မှာပုံမှန် events ကြတော့အတန်းတွင်တက်ရောက်ပညာတင်ရပြီးညံ့သောဘာသာရပ်တွင်လည်းပုံမှန်ရူးရှင်းတဲ့အတန်းမှာတက်ရောက်တင်ကြရတော့ပညာစနစ်တစ်ခုဖြစ်ပါတယ်။စင်ကာပူပညာတင်ကြရေးစနစ်ဟာလည်းကမ္ဘာတစ်ဝှမ်းတွင်ကြော်ကြားလာခဲ့ပြီး National University of Singapore Nanyang Technological University တို့ကိုလည်းအာရှတိုက်တွင်အဆင့်မြင့်ဆုံးသောတက္ကသိုလ်များဖြစ်လာစေခဲ့ပါတယ်။စင်ကာပူအစိုးရဟာမိမိနိုင်ငံသားများအတွက်ပညာရေး၊ကျန်းမာရေးနဲ့လူနေထိုင်မှုများကိုထောက်ပံ့ပေးထားသောကြောင့်ကမ္ဘာပံ့ဤ Human Capital Index တိုင်းဒါနော့အရ2029ခုနှစ်မှာစင်ကာပူဟာ0.88ဖြင့်ကမ္ဘာအမြင့်ဆုံးဖြစ်စေခဲ့ပါတယ်။ ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့များအားလုံးကလီကွမ်ယူကစင်ကာပူရှိပြဿနာများကိုဘယ်လိုဖြေရှင်းခဲ့လဲဆိုတာတွေပဲဖြစ်ပါတယ်။အဲ့ဒီပြဿနာများကစင်ကာပူရဲ့စီးပွားရေးကိုလင်းမြစွာဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်အခြေခံခင်းကျင်းများတာဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့စင်ကာပူဟာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာအောင်ဘယ်လိုဆွဲဆောင်လာခဲ့တလဲ။နိုင်ငံကိုချမ်းသာလာအောင်ဘယ်လိုဆောင်ရွက်ခဲ့ကြတလဲ။ပြီးတော့တိုးတက်ချမ်းသာလာတာနဲ့အများ၎င်းတို့ရဲ့ငွေကြေးဆိုင်ရာမူဝါဒတွေဘယ်လိုစီစဉ်ဆောင်ရွက်ခဲ့ကြတလဲဆိုတာတွေကိုဆွေးနွေးကြပါမယ်။နောက်တစ်ပိုင်းကိုစောင့်မျှော် 这样吗？